အားလုံးမင်္ဂလာပါကျွန်တော်တို့ chess fan page လည်းပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီတစ်ပတ် super sunday မှာတော့ကျွန်တော်တို့ဟို london derby ဖြစ် arsenal ရဲ့ emirate တွင်မှာကျွန်တော်တို့ chess တော့ရောက်ရှင်ပိုင်ကစားရမယ်အဒီပွဲနဲ့ပတ်သက်ပြီးတော့ပွဲချုပ်အမြင်လေးတွေခံစားချက်လေးတွေပြောချင်တယ်ပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ဟိုဒီပွဲကကျွန်တော်တို့အတွက်ကတော့ကျွန်တော်တို့ chess အတွက်ကတော့တေးရှင်ကြီးအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်အဲဘာကြောင့်အာဒီလိုပြောရလဲဆိုတော့ကျွန်တော်တို့ အသင်းရဲ့အခြေအနေပေါ့နော်အခြေအနေကချမင်းလေးဝင်ခွင့်ရဖို့အရေးကြီးတဲ့အခြေအနေတစ်ခုဖြစ်တယ်အဲဘာကြောင့်လဲဆိုတော့ချမင်းလေးဝင်ခွင့်မမရဘူးဆိုရင်နောက်ပြည်ဒီမှာဥရောပချမင်းလေးကိုကောင်းကင်မရအောင်ဆိုကျွန်တော်တို့အသင်းရဲ့ဘန်နာရေးအခြေအနေရန်ဆိုးသွားနိုင်တဲ့အခြေအနေမျိုးတွေဖြစ်တယ်အဲဆိုတော့ဟိုကျွန်တော်ရဲ့ဒီဘက်စန်းကျင်ဘက်မှာအာဆင်နယ်ကိုကြည့်တဲ့အခါတော့အာဆင်နယ်ကဒီဘက်ကအရေးကြီးတယ်လို့လည်း ပြောလို့ရတယ်အရေးမကြီးဘူးဆိုလဲရတယ်အရေးကြီးတယ်ဘာကြောင့်လဲဆိုတော့နန္ဒတာဘီဖြစ်တဲ့အတွက်ဂုံသိခါအရအင်ကွင်းမှာမရှုံးဖို့အရေးကြီးတယ်အာဆိုတော့ဒီအရေးမကြီးတဲ့အပိုင်းကဘာလဲဆိုတော့သူတို့နေအထက်ကိုလည်းမမီတော့ဘူးအောက်ကိုလည်းမရောက်တော့ဘူးအဲ့ဒီအခြေအနေဖြစ်တယ်အာဆိုတော့ပိုဆိုးတာကလပဘုကချမင်းလေးကနေထွက်သွားတဲ့အခါမှာအာအယုံဆိုင်ဆရာဒီတပွဲဒီပြိုင်ပွဲတစ်ခုပဲရှိတော့တဲ့အခြေအနေမှာလိုက်ဖို့ဆိုတာက တော်တော်ခရင်သွားလိမ့်မယ်ဒီချမင်းလေးနဲ့နှစ်ဖက်ရှင်ပြီးတော့ကစားနေတဲ့အချိန်မှာတော့လပဘူးကအမတ်တွေအများကြီးကြွားပြီးဟိုဥဆောင်ထားတာပေါ့နော်ဟောဒီဖလားတစ်လုံးနဲ့ကိုအအောင်စိုက်တဲ့အချိန်မှာလပဘူးဟိုလိုက်နိုင်မှုဆိုတော့တော်တော်ခရင်သွားလိမ့်မယ်ဒါကြောင့်မို့အရေးမကြီးဘူးလို့လည်းအာဆင်နယ်အနေနဲ့ပြောလို့ရတဲ့အချိန်တွေပေါ့နော်ဒါပေမဲ့ကိုသိခါပိုင်းရဆိုရင်တော့ဟောဒီလန်နန်ဒါပီဟာအရေးကြီးတယ်ဆို ဟိုအစနေဘက်မှာဘာဖိအားမှမရှိဘူးကျွန်တော်ချက်စီဘက်မှာတော့ဖိအားတွေရှိတယ်နောက်ကကျွန်တော်အစ်30လောက်ထိအတင်းကဒီအစ်4လောက်အတင်းထိကိုကျွန်တော်အမှတ်အားဖြင့်အရင်ကြီးကွာတာမဟုတ်ဘူးငါးမတ်၆မတ်တပွဲကျွန်တော်ဟိုချစ်ချော်သွားပြီဆိုတာနဲ့အချက်စီကပြုံးဆိုပြီးတော့အောက်အစ်ကွန်၈၈စကိုဒီလောက်ထိကိုရောက်သွားမဲ့အခြေအနေမျိုးဖြစ်တယ်ဒါကြောင့်ချက်စီအတွက်တော့အရေးကြီးတယ်အစ်နေအတွက်တော့ဘာဖိအားမှမရှိဘူးလို့ဟိုပြောချင်တာဖြစ်တယ်ဆိုတော့ ကျွန်တော်တို့လက်ရှိအနေထားအရကျွန်တော်တို့ချက်စီးအနေနဲ့အာဆင်နယ်ကိုတွားပြီးတော့ရှင်းနိုင်ကစားဖို့ဆိုတာတော်တော်ခဲရင်းလိမ့်မယ်အာရုပ်ရအဖြစ်ပြောရရင်ဖြစ်ကုန်မဖြစ်နိုင်တဲ့အခြေအနေမျိုးပေါ့နော်ကျွန်တော်တို့ဟို individual performance ကြည့်မလား team playing ကြည့်မလားကျွန်တော်တို့ချက်စီးကဟိုအာဆင်နယ်ကိုရှင်းနိုင်ဖို့ဆိုတာကဟိုဘလို့မှတွေးကြည့်လို့တော့မရတဲ့အခြေအနေမျိုးပေါ့နော်ကျွန်တော်တို့ဟိုဒီထိတဲ့တွေ့ဆုံမှုတွေကြည့်တဲ့အခါမှာလည်းနောက်ဆုံး6ချိန် ်ခုနှစ်ကြိမ်ဒါမျိုးတွေမှာကျွန်တော်တို့အာဆင်နယ်ကိုအနိုင်မရတာအတမရတာအနိုင်မရတာမပြောနဲ့တေရဖို့တော့မှမနေကန်ရတဲ့အခြေအနေမျိုးဖြစ်တယ်။နောက်ဆုံး6ပွဲမှာ4ပွဲထိအာဆင်နယ်ကနိုင်တယ်။ကျွန်တော်တို့2ပွဲတေကြတယ်။ပြီးတော့ကျွန်တော်တို့အသင်းကအင်ကွင်းမှာကျွန်တော်တို့ချက်စီကွင်းမှာဆိုရင်တော့အာဆင်နယ်ကိုဒုက္ခပေးနေပြီမယ်။ဒီအာဆင်နယ်ကွင်းကိုသွားပြီးတော့ကန်ရတဲ့အခါမှာ အမြဲတမ်းရုံးကန်ရတယ်အနိုင်မရတာအတော်ကြာပြီလို့ပြောလို့ရတယ်ဆိုတော့ဟိုညလုံးချက်တည်တည်လေးနဲ့ပေါ့နော်ညလုံးချက်တည်တည်လေးနဲ့အာကျွန်တော်တို့သွားရောက်ရှင်းနေကစားရမှာဖြစ်တယ်ကျွန်တော်တို့နောက်ဆုံးဒီချက်စီရဲ့ပွဲစဉ်တွေပြန်ကြည့်တဲ့ခါမှာတော့ဟိုစိတ်နေရမျိုးတွေတွေ့ရလိမ့်မယ်အနိုင်ရရှိတာမျိုးတွေပေါ့နော်အာဆင်နယ်မှာတော့၄ပွဲနောက်နောက်ဆုံး၄ပွဲ၅ပွဲလောက်ထိအာကျွန်တော်တို့အနိုင်ရတာတပွဲပဲရှိတယ်ဒါပေမဲ့ကွာခြားချက်ကဘာလဲဆိုတော့ အာဆနယ်ကံရတဲ့အသင်းတွေကအကြီးသွေးမြင့်တဲ့အသင်းတွေဖြစ်ပြီးတော့ကျွန်တော်တို့ချက်စီကံရတဲ့အသင်းတွေကအကြီးသွေးအဖြစ်ချက်စီတဲ့၁၂ဆင့်၃ဆင့်ဒီလိုမျိုးနှိမ့်တဲ့အသင်းတွေဖြစ်တယ်ကျွန်တော်ဆောက်တန်းဝင်နိုင်တယ်လက်စတာဝင်နိုင်တယ်ကိုပဟေဂင်ဝင်နိုင်တယ်အော်ဘာမှထူးခြားခြားပြောစရာအသင်းမျိုးတွေမရှိဘူးဆိုအာဆနယ်ဘက်မှာတော့ကျွန်တော်တို့အရေးကြီးတဲ့အာချန်ပီယံလိလို့ပွဲစဉ်မျိုးမှာကိုပြတ်နိုင်တယ်ဆိုအရင်ကြီးတဲ့ပွဲစဉ်တွေမှာတည်ကြတယ်ဒါကပြဿနာ မရှိဘူးပြောချင်တာကျွန်တော်တို့အာဒီဘက်ကျွန်တော်တို့ချက်စီကအာလေးပွဲဆက်တိုက်ကြီးစိမ့်ထားပြီမဲ့ပွဲကြီးတဲ့ညီကိုတွေဆိုရင်တော့တိလိမ့်မယ်ဒီအသင်းဘလို့ကန်သွားလဲဘလို့ခြေစွမ်းမျိုးနဲ့ဒီအသင်းကိုအနိုင်ရရှိသွားလဲဆိုတော့ဒါမျိုးတော့ဟိုကွဲပြားခြားနှားလိမ့်မယ်ဆိုတော့ဟိုဒီဗီဒီယိုကြည့်တဲ့လူတွေကတော့ မင်းကချက်စီးပန်လည်းဖြစ်တယ်ချက်စီးကြောင့်ကောင်းတာတခုမှမရှိဘူးလို့ပြောကောင်းပြောနိုင်တယ်တကယ်လဲကောင်းတာမရှိဘူးမရှိဘူးလို့ပြောတယ်ကျွန်တော်ကျွန်တော်တို့ချက်စီးဟိုချစ်တာကျွန်တော်ပဲရှိတယ်ကျွန်တော်တို့ချက်စီးကောင်းကြောင်းကိုပြောတာကျွန်တော်ပဲရှိတယ်ဒါပေမဲ့တကယ်လဲလက်တွေ့ပေါ်ကလက်တွေ့အဲဒီပွဲတွေမှာကြည်ရတော်တော်ဆိုးတယ်အရင်ကပုံစံနဲ့လုံးဝမတူတဲ့ပုံစံမျိုးကိုတွေ့ရတယ် ဆိုတော့ဒီကိုလက်ချက်စင်တို့မပါတော့တဲ့နောက်ပိုင်းဒီမာရူကေတို့မပါတော့တဲ့နောက်ပိုင်းတတကြောင်ပြောက်သွားတာကိုပမာအကဆအတင်းကိုဆွဲမတင်နိုင်တော့ဘူးသူတော့မှပုံမှန်ခြေဆွဲအောင်ရောက်သွားတဲ့အနေအထားမျိုးလေးဖြစ်ကုန်တယ်ဆိုတော့အာဆင်နယ်မှာတော့အဲ့လိုမဟုတ်ဘူးအာဆင်နယ်ကအာသူ့တူပရီးမီးယားလိမ်းမှာချစ်ချော်သွားတယ်ဆိုပေမဲ့သူ့ရဲ့ကစားပုံကောင်းနေစေပဲတင်ပလင်းကောင်းနေစေပဲ individual performance တွေ ောင်းနေစေပဲဘယ်ကစားသမားကိုထက်တဲ့ဒီ system နဲ့ကိုကောင်းကောင်းအလုပ်လုပ်နိုင်တဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့ဟိုကျွန်တော်တို့လန်ဒန်ဒါဘီမို့ဝယ်ကြည့်ကောင်းမှုကြည့်ကောင်းမှမို့တာကျွန်တော်တို့ကြည့်ရမှာတော်တော်စိတ်လျှော့ပြီးတော့ကြည့်ရမယ်အပွဲစဉ်မျိုးဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်အာဒါမျိုးပြောရင်တော့တချို့ညီကိုတွေတော့ကြိုက်ရင်မှကြိုက်မှာမင်းစစ်မြောက်ခင်ကမြားကုန်နေတာမျိုးလို့ပြောကောင်းပြောနိုင်တယ်ကျွန်တော်တို့က မြားကုန်တာမဟုတ်မြားရှိကုန်မရှိတာအဲ့လိုအခြေအနေမျိုးဖြစ်နေတာပေါ့နော်အားရစရာကလော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 ကိုမရှိတာနောက်ဆုံးကျွန်တော်တို့ကိုပင်ဟီဂင်ရဲ့ပွဲမှာလည်းတော်တော်စိတ်ပြည့်စရာကောင်းနေတာကျွန်တော်တို့အင်ကွေးမှာကန်ရတယ်ပထမပိုင်းတစ်ပိုင်းလုံးကိုဘောက်ကန်သွင်းမှုတစ်ချိန်မှမရှိဘူးဆိုတော့ဒါမျိုးအခြေအနေတွေကျွန်တော်တို့အာဆင်နယ်ကိုဘယ်လိုရင်ဆိုင်မလဲပြီးတော့အော်ကျွန်တော်ဒီမြအဆူမာလစ်ကာရဲ့ system တစ်ခုမှာသူပိတ်ကစားတာကိုသိဝါဒနာပါတဲ့ပုံမပေါ်ဘူး ဆိုတော့ပိတ်ပြီးတော့မကစားတတ်တဲ့အခြေအနေမျိုးမှာအာဆင်နယ်ရဲ့တိုက်စစ်ကိုဘယ်လိုထိန်းရမလဲကျွန်တော်တို့တိုက်စစ်ကရောအာဆင်နယ်ရဲ့တကယ် solid ဖြစ်တဲ့ဒီကာဗီယယ်တို့ဆလိုက်ပါတို့နောက်တန်းကိုဘယ်လိုထုတ်ဖောက်မလဲဘယ်လိုမှဟိုထုတ်ဖောက်ဖို့မလွယ်တဲ့အခြေအနေပေါ့နော်ကျွန်တော်တို့အသေးရဲ့ရှေ့တိုက်စစ်မှာနက်ကလက်ချက်စင်တို့မပါတော့တဲ့အခြေအနေတခုမှာအချိန်ဆက်တွေကျောင်းနဲ့တယောက်နားကျောင်းနဲ့တယောက်ချာကနားလည်မှုပြီ တော်တော်မဲ့နေတယ်မမြင်ရတာကြာပြီဆိုဘလိုပဲဖြစ်ဖြစ်ကြည့်လို့တော့ကောင်းမယ်လို့တော့ထင်ပါတယ်ဟိုကြည့်လို့တော့ကောင်းမယ်အာကျွန်တော်လန်နတာဘီဖြစ်တဲ့အတွက်ပြိုင်ဆိုင်မှုပြင်းထန်တယ်ဂုံသိခါရဘလိုနည်းနည်းအာစင်နီကလည်းပြိုင်မယ်ချက်စီကလည်းပြိုင်မှာဖြစ်တဲ့အတွက်အာဆိုလာမယ်တနင်္ဂနွေနေ့ညမှာအာကျွန်တော်တို့90ဖြစ်စေရှုံးဖြစ်စေပြန်တွေ့ကြမယ်တို့တို့ကြည့်ကြမယ်ဆိုတော့ ဒီကတော့ဘလို့မြင်လဲဒီအာဆင်နယ်နဲ့ချက်စီနဲ့ပွဲစဉ်ချက်စီနေနဲ့ကျွန်တော်ချက်စီနေနဲ့နိုင်ရနိုင်လားအာဆင်နယ်ဖန်တွေရောအာကျွန်တော်ချက်စီကိုပြောပြချင်တယ်ပေါ့နော်အားလုံးပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကော